မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ9ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG CRPH နဲ့ PDF အဖွဲ့တို့ကိုတရုတ်နိုင်ငံအပါအဝင်စစ်ကောင်စီရဲ့မိတ်ဆွေနိုင်ငံများကအကြမ်းဖက်အဖွဲ့များအဖြစ်နဲ့တတ်မှတ်ကြေညာရေးအတွက်အကြမ်းဖက်စစ်ကောင်စီနဲ့စစ်ကောင်ဆောင်များက ကျိုးပန်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်၂021ခုနှစ်ဖေဖော်ဝါရီလ၁ရက်နေ့နိုင်ငံတော်ရဲ့အာဏာကိုမတရားရယူပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီက NUG, CRPH နဲ့ PDF အဖွဲ့တို့ကိုနိုင်ငံတကာကအကြမ်းဖက်အဖွဲ့များအဖြစ်နဲ့သတ်မှတ်ကြေညာနိုင်ရေးအတွက်နိုင်ငံတကာရဲတပ်ဖွဲ့ Interpol ကနေတဆင့်ဆက်သွယ်ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့နိုင်ငံတကာရဲတပ်ဖွဲ့ Interpol ကစစ်ကောင်စီရဲ့ကျိုးပန်းမှုကိုအတိအမှတ်မပြုတ်ခဲ့တဲ့အတွက် NUG, CRPH နဲ့ PDF အဖွဲ့တို့ကိုအကြမ်းဖက်အဖွဲ့များအဖြစ်နဲ့သတ်မှတ်ကြေညာနိုင်ရေးမှာ အထမြောက်ခြင်းမရှိဘဲပြက်ပြဲသွားခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့လက်ရှိစစ်ကောင်စီနဲ့ချိတ်ဆက်ဆောင်ရွက်လျက်ရှိတဲ့တရုတ်နိုင်ငံအပါအဝင်မိတ်ဆွေနိုင်ငံများက NUG, CRPH နဲ့ PDF တို့ကိုအကြမ်းဖက်အဖွဲ့များအဖြစ်နဲ့ကျင်းညာတတ်မှတ်ရေးအတွက်စစ်ကောင်စီကကြိုးပမ်းနေတယ်လို့သိရပါတယ်။နိုင်ငံတကာရဲတပ်ဖွဲ့ Interpol ကနေတဆင့်ဆောင်ရွက်ခဲ့တာကမအောင်မြင်ခဲ့ဘူး။ဒါကြောင့်အခုနောက်တစ်ဆင့်လျှော့ပြီးတော့မိတ်ဆွေနဲ့မိတ်ဖက်နိုင်ငံတွေကနေ NUG, CRPH နဲ့ PDF တို့ကိုအကြမ်းဖက်အဖွဲ့တွေအဖြစ်နဲ့တတ်မှတ်ကျင်းညာတာမျိုးလုပ်ပေးဖို့ ဒီဘက်ကကျိုးပန်းနေတာတွေရှိပါတယ်မိဖတ်ဆိုတာတရုတ်နိုင်ငံရုရှားအပအဝင်အခုဆက်ဆံရေးအဆင်ပြေနေတဲ့မိဖတ်နိုင်ငံတွေအားလုံးပါဝင်ပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းရေးမြစ်ကပြောကြားထားပါတယ်ဒါအပြင်အကြမ်းဖက်စစ်ကောင်းဆောင်များရဲ့ညွှန်ကြားချက်နဲ့စစ်ကောင်းစီရဲ့နိုင်ငံသားရေးဝန်ကြီးဌာနက NUG နဲ့ PDF တို့ရဲ့တပ်ဖြတ်မှုကြောင့်တေဆုံးခဲ့ရတဲ့ပြည်သူများရဲ့စည်ရင်နဲ့အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်မှုများဆိုပြီးတော့တစ်ဖက်သက်ဆွဆွဲထားတဲ့လက်စင်အစီရင်ခံစာများကိုလည်း ကုလသမဂ္ဂနိုင်ငံတကာတန်ယုံများဥရောပသမဂ္ဂအာဆီယံအဖွဲ့နဲ့မိတ်ဖက်နိုင်ငံများကိုပေးပို့လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းအင်းစိန်မြို့နယ်မှာရှိတဲ့အမတ်တက်တမတော်စစ်သားစုဆောင်ရေးတပ်ကိုလက်ပစ်ပုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ6ရက်နေ့ည7:55မိနစ်အချိန်ရန်ကုန်အာမီ YA ကအနောက်ပိုင်းခရိုင်ပကဖအဖွဲ့ရုံနဲ့ပူးပေါင်းပြီးတော့ ရန်ကုန်တိုင်းအင်းစိန်မြို့နယ်မှာရှိတဲ့အမှတ်၁တမတော်စစ်သားစုဆောင်ရေးတပ်လုံခြုံရေးဂိတ်မှာရှိတဲ့စစ်သားများကိုပြင်းအားမြင့်နဲ့လက်ပြဘုံနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အင်းစိန်မြို့နယ်နဲ့ရွှေပြည်သားမြို့နယ်ကပြည်သူတို့ကလည်းမနေ့ကည7:55မိနစ်အချိန်မှာပေါက်ကွဲတာနှစ်ချက်ကြားခဲ့ရကြောင်းအတည်ပြုပြောဆိုထားပါတယ်။ပြည်သူလူထုဘော်ကိုမိမျိုးစုံနဲ့ဖိနှိပ်အနိုင်ကျင့်နေတဲ့မင်းအွန်လိုင်းနဲ့ဆက်ဆက်နေသူများတရားမျှတမှုမရှိတဲ့ဥပဒေများကိုထုတ်ပြီးတော့ပြည်သူလူထုကိုဖိနှိပ်နေသူများစစ်မှုမထမ်းမနေရဥပဒေကိုအားပေးအားမြောက်ပြုလုပ်နေတယ်။ ုပ်ချုပ်ရေးမှူးများအားလုံးကိုထိထိရောက်ရောက်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ရန်ကုန်မြို့ပြတော်လိုင်းရေးသတင်းအမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလဘီတင်ဆက်ပေးရမယ်သတင်းကတော့မန္တလေးမြင်းကြံလမ်းပိုင်းမှာစစ်ကောင်စီတပ်နဲ့ပြူစောထီးများကခရီးသွားရင်များကိုဓမြတိုက်နေပြီးတော့အဲ့ဒီလမ်းပိုင်းကိုအသုံးမပြုကြရန်ဒေသခံတွေကသတိပေးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မန္တလေးမြင်းညာလမ်းပိုင်းကပကန်းညောင်ဦးကိုသွားမဲ့ခရီးသည်တင်ရင်များဟာလမ်းခရီးနီးတယ်ဆိုပြီးတော့အဲ့ဒီလမ်းပိုင်းကိုအန္တရာယ်ရှိတဲ့ကြားကနေဖြတ်တန်းသွားလာနေကြတယ်လို့သိရပါဗျ။အဲ့ဒီလမ်းပိုင်းမှာစစ်ကောင်စီတပ်နဲ့ပြူစောတိများကခရီးသွားရင်များကိုဓားမြတိုက်နေကြောင်းဒေသခံတွေကပြောဆိုထားပါဗျ။လူရောကားရောအပြောက်ပဲလုံးဝကိုမသွားသင့်တော့တာလို့မြင်းညာဒေသခံတို့ကပြောပါဗျ။ဇော်လိုက်လာ၁ရက်နေနဲ့၃ရက်နေကလည်းတရတူးမြင်းညာလမ်းမြင်းညာနဲ့နဘူးအိုင်ကြားမြင်းညာမြို့နယ်ကြောက်ကန်ကျေးရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်နဲ့ ပြူစောတိအင်အား90ခန်းဟာကားအစီရေ20ထက်မနည်းကိုဓမြတိုက်ခဲ့ကြောင်းမြင်းကြံခရိုင်ပကဖရဲ့တာဝန်ရှိသူကပြောကြားထားပါတယ်ဖြတ်တန်းသွားလာတဲ့ခီးတတင်ကမြို့နယ်မှာရှိတဲ့ဈေးကားများဆန္ဒပိန်ကုန်တင်ရင်များအဆရှိတဲ့ရင်တွေဈေးကနေပြီးတော့ခရီးတဲ့ရင်မောင်းရင်နောက်လိုက်တွေထံကဖုန်းရွှေငွေအဝတ်အစားနဲ့ပစ္စည်းများကိုလူယူနေကြောင်းမြင်းကြံခရိုင်ပကဖရဲ့တာဝန်ရှိသူကပြောဆိုထားပါတယ်ကြောက်ကန်ရွာမှာစစ်တပ်နဲ့ကြောက်ကန်ရွာကပြူစောတိတရားနီးပါးတက်ဆွဲနေတယ် တက်ဆွဲနေတဲ့စစ်တပ်ကလူငယ်ပိုင်းဗိုလ်ကြီးတူဥဆောင်ပြီးတော့ဓမြအတိုက်နေတာလို့၎င်းကပြောဆိုခဲ့ပါတယ်။အလားတူပဲနထိုးကြီးမြင်းညာလမ်းမိုက်မှာလည်းစစ်ကောင်စီတပ်ကခရီးသွားရင်များကိုချိမ့်ချောင်းဝင်ညှက်နေပြီးတော့တွာလာခြင်းမပြုသင့်ကြောင်းဒေသခံများကပြောဆိုထားပါတယ်။လမ်းဘေးကရွာတွေကလည်းလူကုန်မရှိဘူး။အားလုံးကိုယ့်အိမ်ထဲမှာပဲတထိတ်ထိတ်နဲ့နေနေကြရတာလို့မြင်းညာမျိုးကန်တူကပြောပါတယ်။ဒါကြောင့်ပကန်းညာဦးကိုတွားရောက်လိုပါကမိထီလာကြောင်ပရောင်းလမ်းမိုက်ကသာတွာလာသင့်ကြောင်းဒေသခံတွေကအကြံပြုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းသခိုင်းမြို့နယ်မင်းကွန်းနယ်မြေရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခတ်ရာစစ်ကောင်စီတပ်ဖွဲ့ဝင်2ဦးသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ6ရက်နေ့ညနေ6:00နာရီကျော်အချိန်သခိုင်းတိုင်းသခိုင်းမြို့နယ်မင်းကွန်းနယ်မြေရဲစခန်းကိုတော်လိုင်းတပ်များကဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်တွဲမှာ မရီယာမျိုးနယ်ဘက်ကစစ်ကောင်စီတပ်များကလက်နက်ကြီးတွေနဲ့ပစ်ကူပေးခဲ့တယ်လို့သိရပါဗျ။မင်းကုန်းနယ်မြေရဲစခန်းကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကဝင်ပြီးတော့တိုက်ကြတာတိုက်ပွဲဖြစ်တဲ့အချိန်မှာကျွန်တော်တို့မိသားစုကတော့လွတ်ရာကိုထွက်ပြေးလာခဲ့တယ်။ရွာထဲမှာပိတ်မိနေတဲ့သူတွေလည်းရှိတယ်။ညအချိန်ထွက်ပြေးလာခဲ့ရတာဆိုတော့ဘာပစ္စည်းမှမယူလာနိုင်ခဲ့ဘူး။မရီယာအရှိတ်ကန်းတွေကလည်းလက်နက်ကြီးတွေနဲ့လည်းပစ်ကူတာတွေရှိနေတယ်။ လူအထီးကိုက်ကတော့ခုချိန်ထိမသိရသေးဘူးလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်မင်းကနယ်မြေရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ရမှာတိုက်ပွဲဖြစ်ပွားချိန်ဟာတနအီကကြာမြင့်ခဲ့ပြီးတော့စစ်ကောင်စီဘက်ကရဲတအုပ်နဲ့ပြူစောထီတအုပ်တိတ်ဆုံးခဲ့ကြောင်းဒေသခံကာကွယ်တပ်ဖွဲ့ဝင်တအုပ်ကရှင်းပြထားပါတယ်ကျွန်တော်တို့ကရဲစခန်းအနီးထီကိုတွားပစ်တာဗျစစ်ခွေးတွေဘက်ကလည်းပြန်ပစ်တယ်အထီးကိုက်အကြဆုံးကတော့စစ်ခွေးဘက်ကရဲတအုပ်နဲ့ပြူစောထီတအုပ်တိတ်ဆုံးတယ်ကျွန်တော်တို့ဘက်ကတော့အထီးကိုက်တော့မရှိခဲ့ဘူး အဲ့ဒီမင်းကွန်ရဲစခန်းကိုစခန်းသိမ်းမှုသွားတာပဲကျွန်တော်ဘက်ကကြည်အင်အားမရှိတော့နောက်ပြန်ဆုတ်ခဲ့ရတာဗျစခန်းသိမ်းနိုင်မှုအတွက်ကြည်ဖို့လဲကူညီကြပါအောင်လို့ဒေသခံတော်လိုင်းတပ်ဖွဲ့ဝင်ဝက်လက်ကိုကြားကပြောဆိုခဲ့ပါတယ်မင်းကွန်နယ်မြေရဲစခန်းကိုတိုက်ခိုက်ရမှာဝက်လက်နယ်ကဘူကြားကြီးအဖွဲ့ကဥဆောင်ပြီးတော့ရွှေဘိုခရိုင်အမှတ်၈တပ်ရင်းတပ်ခွဲလေးဘူတိုက်ကဘူကြားကြီးတပ်ဖွဲ့တော်တောင်းနေပြည်သူ့ကာကွယ်တပ်ဖွဲ့ဘလူးညင်အောင်ပြည်သူ့ကာကွယ်တပ်ဖွဲ့တော်လိုင်းအင်အားစုများကပါဝင်တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းစမ်းကြောင်းမြို့နယ်မှာမနေ့ကကျွန်းတော်အလဲရက်ကွအုတ်ချုပ်ရေးမှုခင်ဆိုးခေါ်ဆိုးဆိုးပြစ်ခတ်ခံရပြီးတော့တေဆုံးပြီးတဲ့နောက်မှာအုတ်ချုပ်ရေးမှုတချို့နဲ့ယာယီမှုဆဲယီမှုများကြောက်လန့်ပြီးတော့ရှောင်းတိန်ကုန်ကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ မနေ့ကဇွန်လ6ရက်နေ့နေ့လယ်7:00နာရီအချိန်စမ်းချောင်းမြို့နယ်ဖြာပုံလမ်းမှာရှိတဲ့လက်ဖိတ်ဆိုင်မှာစစ်တပ်အမာခံထောက်ခံသူကြောက်ဖို့ပါတီဝင်စစ်ကောင်စီခန့်ကျွန်းတော်အလေရက်ကွက် အုပ်ချုပ်ရေးမှုခင်ဆိုးဟာတယောက်တည်းလက်ဖိတ်တောင်းနေတဲ့အချိန်တနက်နေ့ပြစ်ခတ်ခံရပြီးတော့ပွဲချင်းပြီးတိတ်ဆုံးသွားခဲ့တယ်လို့သိရပါတယ်။အခုလိုတိတ်ဆုံးသွားပြီးတဲ့နောက်မှာတော့အုပ်ချုပ်ရေးမှုတချို့ယာအိမ်မှုဆဲအိမ်မှုတချို့ဟာနေအိမ်မှာတော့မရှိတော့ဘဲနဲ့ကြောက်လန့်ပြီးတော့ရှောင်တိန်ကုန်ကြတယ်လို့သိရပါတယ်။ မနေ့ကညပိုင်းကအစီရင်တိုင်ရင်နဲ့ရက်ကွက်ထောက်ခံစာသွားလို့တာရက်ကွက်ရုံမှာအုတ်ကြီးလဲပြောင်းနေတယ်အဲ့ဒါမေးကြည့်တော့ရုံမလာတော့ဘူးလို့ပြောတယ်ထောက်ခံစာလည်းမရခဲ့ပါဘူးလမ်းထဲကယာအိမ်မှုတွေလည်းဘယ်ပြတ်ကုန်မှန်းကိုမသိဘူးစေအိမ်မှုတွေကတော့အတန်တောင်မထွက်ရဲဘူးအကုန်လုံးတိတ်ကုန်ကြတာအုတ်ကြီးတွေရှင်းတဲ့ကိစ္စကရန်ကုန်မှာတော်တော်ကြာကြာငြိမ်ချက်သားကောင်းနေတော့မရှိတော့ဘူးလို့ထင်တဲ့သူတွေ ဒလန်တွေကြန့်ဖို့တွေအခုလဲကြရောအကုန်ကိုပြတ်ကုန်ကြတာပဲလို့စမ်းချောင်းတောင်ရက်ကွက်ကရက်ကွက်သားတို့ကပြောကြားထားပါဗျ။မနေ့ကစမ်းချောင်းမြို့နယ်ကျွန်းတော်အလဲရက်ကွက်အုတ်ချုပ်ရေးမှုကိုရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့ Freeline Attack Force FLA က စမ်းကြောင်းမြို့နယ်ကျွန်းလယ်ရက်ကွာအုပ်ချုပ်ရေးမှူးခင်ဆိုးခေါ်ဆိုးဆိုးကိုပြစ်ခတ်ရှင်းလင်းလိုက်ကြောင်းဒီကနေ့မနက်ပိုင်းမှာကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်ကျွန်းတော်အလယ်ရက်ကွာအုပ်ချုပ်ရေးမှူးခင်ဆိုးပြစ်ဒဏ်ခံရမှုအတွက်စမ်းကြောင်းမြို့နယ်အတွင်းမှာအဲစင်းစစ်မှုများနဲ့စစ်ဆေးမှုများပုံမတုံးမြင့်ပြီးတော့လှုပ်ဆောင်ရရှိပြီးတော့ဗဟိုလန်းနဲ့ကျွန်းတော်လန်းတို့ကိုလုံခြုံရေးအရာတလန်းပေါင်းဆက်နဲ့ကိုပြန်လည်ပြောင်းလဲလိုက်ပြီလို့သိရပါတယ်လက်တလုံးမှာစမ်းကြောင်းမြို့နယ်အတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များကကင်းလှည့်မှုများကိုနေ냐မပြတ်လှုပ်ဆောင်နေကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အီယာဝတီတိုင်းပသိမ်ခရိုင်ကာပေါင်းမြို့နယ်စောင်းဘုံကျေးရွာမှာအကြက်ဘက်စစ်ကောင်စီကအုတ်ချုပ်ရင်းမှုအေးကျော်ဆိုတဲ့ကောင်ဓာတ်ထုတ်ခံရပြီးတော့တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်အကြမ်းဖက်စစ်ကောင်စီကအေးကျော်ဆိုတဲ့ကောင်ဟာဇွန်လ6ရက်နေ့မနက်ပိုင်းကတုံးအိမ်စုရွာကိုစစ်မှုထမ်းမဲပေါက်တဲ့ပြည်သူတအုပ်ကိုတွားခေါ်နေတဲ့လမ်းမှာဓားနဲ့ထိုးခံရတယ်ဝမ်းပိုင်နဲ့လေပင်စုစုပေါင်း၄ချက်ထိုးခံရတယ် ပတိန်ဆေးရုံမှာအရေးပေါ်စေကူတမှုခံယူနေပြီးတော့ဒီနေ့မနက်ပိုင်းမှာတော့တေသွားပါတယ်လို့ရက်ွက်ထဲကနီးဆက်သူတဦးကပြန်လည်ပြောပြခဲ့ပါတယ်။ဒါနဲ့ထိုးသွားတဲ့သူကဘယ်သူမှမသိရသေးပါဘူးစစ်ကောင်စီအလိုကျလုံနေတယ်။အုတ်ချုပ်ရေးမှုတွေကိုပြည်သူတွေအနေနဲ့အခုလိုဖြည့်ရှင်းလိုက်နိုင်တာကြားရတော့အတော်လေးကိုဝမ်းသာတယ်ဗျာလို့ပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ